ပိုပိုဖုန်းတွေမှာပါဝါခလုတ်ကိုနှိပ်ပြီးတော့ပါဝါပိတ်တဲ့အချိန်ပါဝါပိတ်တဲ့ဟာလေးတွေပေါ်မလာဘဲနဲ့အခုလိုမျိုးလေ Google Assistant ဆိုပြီးတော့ပေါ်နေတဲ့မိတ်ဆွေတွေရှိလားပါဝါကိကိုနှိပ်ပြီးတော့ပါဝါပိတ်တဲ့အချိန်မှာအခုလိုမျိုးလေးမပေါ်ဘဲနဲ့ပါဝါပိတ်လို့ရတဲ့ခလုတ်လေးတွေပေါ်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်ဒီဗီဒီယိုဖိုင်လေးမှာပြောပြပေးသွားပါမယ်အဲ့တော့ကျွန်တော်တို့က setting တွေကိုဝင်ပေးလိုက်ပါ setting ကိုရောက်လို့ရှိရင်အပေါ်ဝင်နေလောက်ဆက်တင်မယ် ဒီမှာကျွန်တော်တို့က additional stain ဆိုပြီးတော့ပါပါတယ်အဲ့ဒီထက်ဝင်ပါဝင်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ကအပေါ်ကုန်လေးတော့ဆွဲမယ်ဒီမှာကျွန်တော်တို့က power power button ဆိုလေးပါပါတယ်အဲ့ဒီထက်ဝင်ပေးလိုက်ပါအဲပြီးလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ကဒီမှာ press and hold the power button ဆာလေးကိုတစ်ချက်လောက်နှိပ်ပြလိုက်ပါအဲဆိုလို့ရှိရင်တော့သူကအောက်မှာ white assistant ဆိုပြီးတော့ပြနေပါတယ်အဲ့ဒါကိုကျွန်တော်တို့က power menu ဆာလေးကိုရွေးပြလိုက်ပါကဲဟုတ်ပြီ power menu ကိုရွေးပြရင်ကျွန်တော်တို့က power ပိတ်တဲ့ခလုတ်ကိုတစ်ချက်လောက်ဖိထားကြည့်ပါမယ် ကဲအခုနောက်လိုမျိုး white google assistant မဟုတ်ပင်နဲ့ power page ဟာလေးတွေပေါ်လာယူပဲဖြစ်ပါတယ်အလုံးပဲလောက်တဲ့လေးမျိုးလို့မျောနေပါတယ်အလုံးပဲနားလေလေးမျိုးလို့မျောနေပါတယ်ဗျာကျွန်တော်က mobile stack ကစွန်းမြင့်တမ်းဖြစ်ပါတယ်ဗျာအလုံးကိုကျေးဇူးတင်ပါတယ်ဗျာ